ပါဝင်ပြီးဖို့ထပ်ပြီးတော့ဖိတ်ခေါ်ထားတယ်။တို့ရဲ့အာရေပေါ်ပေါ့နော်တို့ရဲ့အမမတင်စာရှင်လေးကြီးကိုလည်းပဲဒီနေ့မှာစကားပြောပြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ကျေးဇူးပါ။အာကျွန်တော်တို့ဒီ debate comedy ၃ခုပူးပေါင်းကျင်းပတဲ့အမောင်တုတွေကတစ်လေးလုံး open talk မှာပါဝင်နားထောင်နေကြတဲ့မိဘပြည်သူတွေရဲဘော်ရဲဘက်တွေနောက်အစုဖွဲ့အသီးသီးကတော်လန်ပြည်သူတွေကိုအရင်ဆုံးနှုတ်ခွန်းဆက်ချင်ပါတယ် ကျွန်မကဆရာနာရှင်စနစ်တိုက်ဖြတ်ရေးအထွေထွေတပိတ်ကော်မတီရဲ့ဥဆောင်ကော်မတီအဖွဲ့ဝင်မတ်တန်ဆာရှင်လေးဖြစ်ပါတယ်။ဒီတကြောပြန်အာနာသိမ့်ပြီးရပောင်း1111ရက်ဒီနေ့ပြည့်မြောက်ပါတယ်။ရပောင်း1111ရက်အတွင်းမှာဖိနှိပ်မှုအစုံစုံကိုပုံစံမျိုးစုံနဲ့တံပြန်တော်လန်ခဲ့ကြထိုးပေါက်ရုံးကန်ခဲ့ကြတဲ့ကျွန်မတို့ပြည်သူတွေကိုဥစွာဥညွတ်လိုက်ပါတယ်။ဒီချိန်ထဲမှာတပိတ်ကော်မတီအသီးသီးအနေနဲ့အသက်နဲ့ရင်းပြီးတော့ပေါ့နော် အကြမ်းမဖက်နိုင်ငံရေးအန်တုမှုတိုက်ပွဲအလီလီကိုဖော်ပြီးတော့စွန့်လွန်စွန့်စားခဲ့ကြတဲ့တပိတ်ကော်မတီကရဲဘော်ရဲဘက်ရဲမေအရောက်စီတိုင်းကိုလည်းကျမတို့ဆီအနာရှင်စနစ်တိုက်ဖြတ်ရေးအထွေထွေတပိတ်ကော်မတီ GSC ကဥညွတ်အလေးပြုအပ်ပါတယ်2021ခုနှစ်နွေဦးတော်လှန်ရေးဟာလူမှုလူရန်စားအစုံပါဝင်မှုအများဆုံးသောတော်လှန်ရေးလို့ပြောကြပါတယ်ဒါပေမဲ့ကျမတို့မမေ့ရမှာကဒီနွေဦးတော်လှန်ရေးဟာနှစ်ပေါင်း80ကြာတိုက်ပွဲဝင်ခဲ့ကြတဲ့အလုသမားတို့လေသမားတို့ចောင်းသားတို့နဲ့လူမျိုးပေါင်းစုံ တော်လန်ရေးအစုဖွဲ့တွေရဲ့စင်ဆက်မပြတ်တော်လန်ရေးတိုက်ပွဲတွေကြောင့်သာလဲဆက်လက်ပေါ်ပေါက်နိုင်ခဲ့ရတာဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ကျွန်တော်တို့ GSC စတင်စုဖွဲ့ခဲ့တဲ့2021ကစလို့ပေါ့နော်။ဒီ2024ခုနှစ်လာမယ့် February 20ရက်နေ့မှာဆိုရင်ကျွန်တော်တို့စတင်တည်ထောင်ခြင်း၃နှစ်ပြည့်တော်မှာဖြစ်ပါတယ်။ GSC ရဲ့အခြေခံမူ၃ချက်ဖြစ်တဲ့ဆရာနာရှင်စနစ်တိုက်ဖျက်ရေး2008ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ Federal Democracy နိုင်ငံတော်တည်ဆောက်ရေးလမ်းစဉ်ကိုယနေ့အချိန်ထိဒီဇိုင်းမဲ့မဲ့ကင်ဆွဲပြီးတော့ GSC ဟာအဖိနှိတ်ခံ ကြောမွဲနင်းပြားတွေနဲ့အတူမသွေဖဲပဲတသားတဲ့ရက်တီဖို့သွေးစည်းညင်ညွတ်ဖို့ဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်ဒီ၃နှစ်တာအတော်အတွင်းမှာရက်ပေါင်းတစ်ထောင်ကျော်အတွင်းမှာဒီတပိတ်တိုက်ပွဲပေါင်း1500ကျော်အဖွဲ့ဝင်ဖွဲ့စည်း20ကျော်တည်ရှိနေတဲ့မြန်မာနိုင်ငံနေရာအသီးသီးမှာဖော်ဆောင်နိုင်ခဲ့ပါတယ်ဒါကြောင့်လဲ GSC အဖွဲ့ဝင်100နီးပါးဖမ်းဆီးခံခဲ့ရတယ်အယောက်20နီးပါးကြာဆုံးခဲ့ရပါတယ်ဒါပေမဲ့လည်းဒီ၃နှစ်တာအတော်အတွင်းမှာကျမတို့တပိတ်ကော်မတီက အဖွဲ့ဝင်အူးချင်းစီရဲ့အားသာချက်တွေကိုစုစည်းနိုင်ခဲ့ကြတယ်အားနည်းချက်တွေကိုအချင်းချင်းထောက်ပြထိန်းညှိနိုင်ခဲ့ကြတယ်တာဝန်ယူမှုတာဝန်ခံမှုနဲ့ကြာရနေရကဏ္ဍအသီးသီးကနေအားဖြည့်ပါဝင်လျက်ရှိပါတယ် GSC ရဲ့ပထမအဆုံးညီလာခံကိုလွတ်မြောက်တဲ့နေရာမှာလဲကျင်းပနိုင်ခဲ့ပြီးတော့တဘိုတက်တဘိုဆင်းစနစ်နဲ့ခေါင်းဆောင်အပြောင်းလဲတွေပြုလုပ်နိုင်ခဲ့ကြပါတယ်ဖွဲ့စည်းမှုအပြောင်းလဲတွေဆောင်ရွက်ခဲ့ကြပြီးတော့ယနေ့အချိန်ထိရုံးကန်ဆက်လက်ချီတက်နေစေဖြစ်တဲ့အများပြည်သူနဲ့တသားရရက်တည်လျက်ရှိရဲဆိုတာကိုလည်း ကျွန်တော်ပြည်သူတွေကိုအစီရင်ခံချက်ပါတယ်ကျွန်တော်နိုင်ငံရဲ့ပြည်ထနာအဝဝကိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်အတိတ်ကာလနဲ့ယနေ့အချိန်ထိပေါ့နော်အမျိုးစုံသောချိုးဖောက်မှုတွေရက်ဆက်ရုံမှမှုတွေပေါ့မှာတာဝန်မှုတာဝန်ခံမှုမရှိခဲ့တဲ့ဖြစ်ရပ်တွေနောက်ဆရာနာရှင်စနစ်အတွန့်ရှည်ပြီးတော့ဖက်ဆက်ဝါရအပြိုင်အိုင်ထကြွလာခဲ့တဲ့ဖြစ်ရပ်တွေကိုယ်အစုအဖွဲ့ရပိုင်ခွင့်ကိုပဲအခြေခံတဲ့လူမျိုးကြီးဘာသာကြီးပါတီကြီးစစ်မင်းဝါရအားကောင်းခဲ့တာတွေ စစ်မှန်တဲ့ Federal Democracy တိဆောက်ဖို့နိုင်ငံရေးအာသီတာကင်းမဲ့ခဲ့တာတွေဒါတွေကိုထင်းထင်းရှားရှားမြင်ရပါတယ်ဒီတော်လှန်ရေးမှာဒီအယူဆအတွေးအခေါ်အလေးအလေးအထားဆိုးတွေကိုအမြင့်မဖြတ်နိုင်ဘူးဆိုရင်လူမှုလွတ်မြောက်ရေးစစ်စစ်ကိုဘလူနီးထဲမှာမရမရယူနိုင်ပါဘူးလူမှုလွတ်မြောက်ရေးအတွက် Federal မူတွေကိုခိုင်ခိုင်မာမာကင်ဆွဲကြတဲ့အခါမှာလဲတပေါင်းစုရဲ့ပင်မမူအနေနဲ့စုံစုနဲ့မူဝါဒမဲ့ဒူးထောက် ညံ့ခံစိတ်ဆက်ညှိနှိုင်းတဲ့အတွေးခေါ်ကိုပြတ်သားစွာဆန့်ကျင်ကြဖို့ဆရာနာရှင်စနစ်တိုက်ဖြတ်ရေးထွေထွေတပိတ်ကော်မတီကထပ်မံနှိုးဆော်ကြပါတယ်။တိတ်မကြခင်ကစေအုပ်စုကအသက်တွင်းပြတ်ထန်းလိုက်တဲ့အရွယ်ရောက်သူနိုင်ငံသားအားလုံးစစ်မှုထမ်းရမယ်ပြည်သူစစ်မှုထမ်းဥပဒေဟာလူမျိုးပေါင်းစုံပြည်သူလူထုတရက်လုံးကိုချင်းချောက်ဖိနှိပ်လာတဲ့လှုပ်ရက်နောက်တစ်ခုဖြစ်ပါတယ်။ဒီချိန်တွေကိုမဟာဗျူဟာမြောက် စုပေါင်းတုံ့ပြန်ခြင်းဖြစ်တာလင်ကြော်လာရင်ဆိုင်နိုင်မယ်လို့ကျမတို့တပိတ်ကော်မတီ၃ခုကယုံကြည်ပါတယ်ဒီလိုစစ်မှုထမ်းဥပဒေကိုထုတ်ပြန်လိုက်ရခြင်းကစစ်ရှုံးနေပြီဆိုတာကိုစေအိုးစုကဝန်ခံလိုက်ခြင်းဖြစ်တယ်လို့ကျမတို့ယူဆတယ်တချိန်ထဲမှာလဲသူတို့လက်ရှိကိုကျူးလွန်နေတဲ့ပြည်သူစစ်စုဖွဲ့မှုတွေအတင်းအဓမ္မပေါ်တာဆွဲစစ်သားစုဆောင်ရေးလုပ်ငန်းတွေပေါ့ဒါတွေကိုထပ်ပြီးတော့တရားဝင်မှုပြေးလိုက်တာဖြစ်တယ် ယနေ့အချိန်မှာနေစင်နဲ့မြကျမတို့လူငယ်တွေပျောက်ဆုံးနေရတယ်။ဒေတာအသီးသီးမှာတနက်ပြပြီးတော့ကားပေါ်ကဆွဲချပြီးတော့စစ်တပ်ဝင်တွေကိုဆွဲခေါ်နေကြတယ်။မိသားစုတွေတားတဲ့မိခင်တွေဇနီးတွေမိဘတွေကဒီဖြစ်ရပ်တွေကိုရင်စည်းခံနေရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့တပိတ်ကော်မတီ၃ဘွဲ့ကအရေးပေါ်နှိုးဆော်ချင်ပါတယ်။စစ်မျက်နှာအသီးသီးမှာကြာရှုံးနေတဲ့စစ်အုပ်စုရဲ့ဒီချင်းတွေကိုအခွင့်ကောင်းအဖြစ်မှတ်ယူပြီးတော့ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲကိုလူမျိုးပေါင်းစုံပြည်သူလူထုတက်ရက်လုံးက တညီတညွတ်တဲ့အပိသက်ဆောင်ရွက်ကြဖို့ပါဖြစ်ပေါ်လာနိုင်တဲ့အမျိုးမျိုးသောအခြေအနေကိုလည်းတုံ့ပြန်ဖို့အတွက်ပေါ့နော်ကိုယ်တိုင်ကောမိသားစုမှာရောမိဆွေအတိုင်းဝိုင်းနေတဲ့ရက်ရွာတွေမှာကြံ့ကြံ့ခံနိုင်စွမ်းကိုဗက်ပေါင်းစုံကနေမြှင့်တင်ထားကြဖို့လိုပါတယ်စစ်သားစုဆောင်ဖို့ဆောင်ရွက်နေတဲ့အချက်လက်ကောက်ယူမှုတွေမှာလည်းတတ်နိုင်သမျှရတဲ့နီးနဲ့ဖိဆန်းနေကြတဲ့ပြည်သူတွေကျမတို့ပြည်သူတွေကိုကာကွယ်ကူညီပေးကြဖို့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေရဲတွေဝန်ထမ်းတွေမှာတာဝန်ရှိရဲသူတို့ကိုလည်းနှိုးဆော်ခြင်းပါတယ် လက်နဲ့ကင်တော်လန်ကြီးကလွယ်ကူတဲ့လမ်းကြောင်းတော့မဟုတ်ဘူးလူတိုင်းနဲ့ကန့်ညီခြင်းမှလည်းကန့်ညီပါလိမ့်မယ်တော်လန်ကြီးကဒီတသွင်သွင်စီးနေတဲ့မြစ်ကြီးလို့ပြောမယ်ဆိုရင်ဒီလိုမြစ်ကြီးဖြစ်လာဖို့ဆိုတာကရေစီးကြောင်းများစွာကစုပေါင်းစီးဆင်းလာဖို့လိုပါတယ်နေရာအစုံကနေစီးဆင်းနေဖို့လည်းလိုပါတယ်အဲ့တော့ကိုအားတန်ရာပုံစံနီးလန်းအမျိုးမျိုးနဲ့တော်လန်ကြီးမှာဆက်လက်ပါဝင်ပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်လက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့ဆိုရင်လည်း စီယုံရင်းနီးနာကိုကင်ဆွဲပြီးတော့ပြည်သူတွေကိုရိုင်းပင်းကူညီပေးဖို့လက်နက်ကင်တော်လည်းမှာပါဝင်ခြင်းတဲ့သူတွေကိုလည်းလုံခြုံစွာဆန္ဒအလျောက်ပါဝင်တာဝန်ထမ်းဆောင်နိုင်ဖို့ဆိုရင်ပြင်ဆင်မှုတွေကူညီမှုတွေပြုလုပ်ပေးဖို့အရေးကြီးပါတယ်အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်နိုင်ငံရေးစစ်ရေးတန်တမာရေးအတွေးခေါ်အားဖြင့်ဗပောင်းဆောင်ကနေပုံစံအစုံနဲ့တော်လန်ရုံးခံနေရတဲ့အခါမှာဒီလုံရဲ့အသီးသီးကိုအချင်းချင်းတံမိုးထားကြဖို့လိုပါတယ်ကိုလမ်းကြောင်းကမှအမှန် ကိုလုတ်တဲ့နီးနာကမှသာလဲအရေးကြီးဆုံးဆိုတော့အမြင်တွေကိုလဲရှော့ကြစေခြင်းနဲ့လူတိုင်းမိသားစုဝင်တိုင်းနေရာအစုံအကနေပတ်ဝန်းနိုင်အောင်နိုင်ငံရေးကောင်းဆောင်တွေကလမ်းဖွင့်ပေးထားရမယ်အားပေးမြင့်တင်ရပါမယ်အစုဖွဲ့ချင်းချင်းကြားချိတ်ဆက်ညှိနှိုင်းမှုတွေတိုးမြင့်ဖို့လိုတဲ့အထူးသဖြင့်နိုင်ငံတကာပေါ့နော်အိနီးချင်းနိုင်ငံတွေအနေနဲ့ဆိုရင်လဲစုပ်စုကိုတန်တမန်ရေးရစီရေးရနိုင်ငံရေးရထောက်ခံပံ့ပိုးနေတာတွေကိုရက်တန်းကရက်ဖို့အချိန်ရောက်ပါပြီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြည်သူတွေစီကိုတိုက်ရိုက်ဖို့ပါ data ring မတည်ငြိမ်မှုတွေကိုဖန်တီးနေတဲ့ဒုက္ခအဖုံဖုံရဲ့အရင်းမြစ်ဖြစ်တဲ့စိတ်အုပ်စုကိုပြက်ပြက်သားသားအေးအေးယူဆောင်ရွက်မှုတွေမလုံနေသေး၍မလုံသေး၍ဒေသတွင်းမြန်မာပြည်သူတွေရဲ့ရွှေ့ပြောင်းနေထိုင်ရမှုတွေဒုက္ခတဲ့အများပြားကိုဒီအိနီးချင်းနိုင်ငံတွေကလက်ခံကြိုးဆိုထားရမှာဖြစ်တယ်ဆိုတာလည်းကျမတို့တပိတ်ကော်မတီကပြောချင်ပါတယ်။ဘသူတူတယောက်ကမှကိုယ်နိုင်ငံကနေမစွန့်ခွာခြင်းကြပါဘူး။ဒုက္ခတွေလည်းမဖြစ်ခြင်းကြပါဘူး။နောင်ကြိုးကတပါကျမတို့ပြည်သူတွေမှာဆုံးရှုံးစရာလည်းမရှိတော့ပါဘူး။ဆိုတော့အမှောင်ထုတဲ့ဟာတလေးလုံးအစီအစဉ်အားနေတဆင့် ကျမတို့ပြည်သူတွေစူးစီးရုန်းကန်ကြမယ်ဆိုရင် အာနာရှင်မန်သမ ्या ကိုအပီးသက်တွန်းလှန်နိုင်မှာ ဖြစ်တယ်လို့ပြောကြရင်လည်းညီကုန်းချုပ်ချင်ပါတယ်ရှင်အားကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအမကြီးအခုလို့ပေါ့နော် ကျမတို့ရဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေရောလက်ရှိကြုံနေရတဲ့ခင်ကျင်းတွေမှာဟို ဒီစစ်တပ်ကနေပြီးတော့ဗောနော်သူတို့ရဲ့ပြစ်မှုတွေကိုဖုံးကွယ်ခြင်းနဲ့အတွက်သူတို့လုပ်ခြင်းနဲ့မတရားအလုပ်တွေကိုဆက်လုပ်ခြင်းနဲ့တွင်နဲ့မတရားတဲ့ဥပဒေကိုပြဋ္ဌာန်းနေအဲ့တော့ကျမတို့ဒီသူတို့ရဲ့မတရားတဲ့ဥပဒေမှန်သမျှကိုဖျက်သိမ်းလာခဲ့တာ